ချောင်းတယ်တပူသေးသမားနွားတွေပဲအဲ့ဒီခင်ဗျားတို့အေးအေးဆိုတဲ့ဟာလည်းအတုံးချလာအေးထွေးမြေနိုင်ကလည်းတပူသေးသမားနွားပဲသူကလည်းသူခင်ဗျားဗျာရခိုင်ကိုသူတို့တွေကိုချိုးပြူတယ်ဆိုရင်ရခိုင်ရဲ့အတွက်သူတို့တွေဘာလုပ်ပေးရလဲရခိုင်ရဲ့အတွက်သူတို့တွေဘာချိုးပြူပေးတယ်လဲဟုတ်ပြီဂွေမော်ကလည်းကရရင်ရဲ့ကချင်ကိုချိုးပြူတယ်လေသူကရောကချင်အတွက်ဘာတွေလုပ်ပေးတယ်လဲကချင်တိုင်းရင်းသားတွေအတွက်ဘာတွေချိုးပြူဘာတွေတိုးတက်အောင်လုပ်ပေးတယ်လဲကရရင်ကလည်းဘာတွေလုပ်ပေးရလဲပြင်နေဘူးဟုတ်လားအများကြီးပဲခင်ဗျာနော်အများကြီးပဲအများကြီးပဲအဲ့တော့ အတိတရားရှိကြတော့နောင်နာရကြတော့မင်းတို့ကအညာပီလီရတော်တော်များများအတုံးချခံဘဝဖြစ်ခံဘဝအချိန်တန်သေးပေးရမယ်အချိန်တန်ထောင်နဲ့သွားရမယ်အဲ့တော့မသေးခင်ထောင်နဲ့မသွားခဲတော်ရွှေရင်းကြတော့မိသားစုလေးနဲ့အများဆုံးစုံစည်းနိုင်အောင်ဘဝကိုဖြတ်တန်းကြပါလို့ပုဂ္ဂိုလ်တော်ကနေမှသတိပေးကြပါအားလုံးတာပါပဲကြာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ PDF တွေကလိုတုံးအုံချခံဘဝဖြစ်နေတယ်လို့ပောက်ကိုတော့အုံတက်လိုက်တဲ့ရုပ်တံနဲ့အတူ နေပြည်တော်တွင်စည်ရေးပြစစ်ကြောင်းမှအရာရှိနှင့်တပ်သားများအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုဒုဗိုလ်မှူးကြီးတဦးအပါအဝင် စစ်သား18ဦးတန်ရာရရန်ပွဲကိုအကြမ်းဖက်နေရင်းရေးတပ်ကအင်အားသုံးဖြန့်ဖြေခဲ့ရတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် နေပြည်တော်တွင်ယမန်နေ့ညပိုင်းစစ်ရေးပြစစ်ကြောင်းမှအရာရှိနှင့်တပ်သားများအချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီးဒုဗိုလ်မှူးကြီးတဦးအပါဝင်စစ်သား၁၈ဦးဒဏ်ရာရရှိကြောင်းနေပြည်တော်တပ်သတင်းရင်းမြစ်များကိုကိုးကား၍ဗိုလ်ကြီးလင်းထက်အောင်က ပြောဆိုသည်ယမန်နေ့မလ26ရက်နေ့ည10:00ဝန်းကျင်အချိန်နေပြည်တော်ရှိတဲခိုရီတုံးတွင်တဲခိုနေကြသည့်စစ်ရေးပြအခမ်းအနားချီတက်ကြမည်တပ်ဖွဲ့ဝင်များအကြားခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းတဲခိုဆောင်အဆောင်၃နှင့်အဆောင်၄ရှိ ကျန်စစ်သားစစ်ကြောင်းဤအိတ်ဆောင်လိုက်ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းစစ်ရေးပြချီတက်ကြမည်စစ်သားတချို့ကအရက်တေစာတောက်စားရာမှာစကားများရန်ဖြစ်ခဲ့ကြောင်းသိရှိရသည်နေပြီးတော့အိတ်ဆောင်တစ်ခုလျှင်စစ်တီအင်အားရာချီထားရှိပြီးခိုက်ရန်ဖြစ်ပွားမှုတွင်အိတ်ဆောင်နှစ်ခုမှစစ်သားရာကနန်းပါဝင်ခဲ့ကြောင်းရန်ဖြစ်သောနှစ်ဖက်အဖွဲ့ကအုတ်ခဲနှင့်တုံများအုံပြု၍ပြစ်ခတ်ရိုက်နှက်ကြရာမှာစစ်သား15ဦးခန့်ခေါင်းကွဲတန်ရာနှင့်တွေးထွက်တန်ယူတန်ရာများမစိုးရိမ်ရရရှိခဲ့ပြီး စစ်သား၃ဦးအသက်အန္တရာယ်ဆိုရင်ရဒဏ်ရာအပါဝင် စုစုပေါင်းအရာရှိနှင့်စစ်သား၁၈ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူများအနက်ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိစစ်ကြောင်းတပ်ရင်းမှူးတဦးပါအရိုက်ခံရပြီးဖူးယောင်ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရသည်။ရင်းရံပွဲကို တကကနှစ်မှအင်အားလုံးရင်းဖြင့်ဖြန့်ဖြေခဲ့တော်လဲမနိုင်သဖြင့် အကျန်းဖတ်နေနေတက်မှလုံခြုံရေးများခေါ်ယူ၍ကျင်းဆက်များအသုံးပြုကာလူစုခွဲခဲ့ရကြောင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက်စစ်ရေးပြမှုဗိုလ်ချုပ်ကလာရောက်စစ်ဆေးဆဲဆိုစုပူသွားကြောင်းသိရှိရသည်။ဆက်မျိုးတွေမင်္ဂလာပါဗျ။ဒီနေ့က29ရက်နေ့ဒေါ်လာပါ2000နဲ့မှ25ဖြစ်ပါလေဗျ။ဒီနေ့တော့ဥဒေကျွန်တော်ကြီးပဲကျွန်တော်ကြီးဦးရင်ထဲမှာရောက်ရှိနေပါတော့နော်။ဒီနေ့ PDF တွေ PDF ငွေတွေကိုပြောချင်တာပေါ့နော်။ငွေတွေတကာတွေကိုပြောချင်တယ်။ ဘာပြောချင်တာလဲဆိုလို့ရှိရင် PDF တည်းလောကတော့2000 2000လောက်ကလေးကဦးသိန်းကပြောခဲ့ပါတယ် PDF တည်းဟာအဖြစ်ကမဟုတ်ပါလို့ PDF တည်းဟာတိုင်းနာအချမ်းဖက်တည်းရဲ့တိုင်းနာအချမ်းဖက်လက်နက်ကိုင်တည်းရဲ့အတုချခံဘဝပါဆိုပြီးမှဦးသိန်းအချိန်ချင်းခါခါပြောခဲ့ပါတယ်အချိန်တိုင်း PDF တည်းဟာတောင်မြန်မာလွတ်တဲ့ခွင့်လိုရဲ့လို့ဘလို့အဖေခေါ်လို့ခေါ်ရမှန်းမသိဘူးသူတို့အကူရတယ်သူတို့အကူရပါတယ်ဆိုတော့ CRPH တို့ IG တို့ဆိုတာကလည်းလေလိုက်မော်ကနေပြီးတော့ ယုံတည်ထောင်ထားတယ်လေလိုက်ပုံကနေဖွဲ့သိထားတယ်လေလိုက်ပုံမှာပဲပျောက်သွားတယ်ပြီးတော့အဲ့သူတို့ဇီယာပြေးကြီးတော့ဒီအန်ယူလို့ဆိုတာလေလို့ဦးစင်းပြောခဲ့တယ်လေဘိုးရဲဓမ္မနွားတွေလို့သူတို့ကောင်းစားရေးသူတို့မိသားစုကောင်းစားရေးထိုတာတပိတွေကောင်းစားရေးလောက်ပဲလို့တော့တဲ့ကအညာပီတီအက်တွေကအဖေကဘဝသက်သိပေးုံတက်တယ်အလုံးချတဲ့ဘဝသက်တယ်လို့ဦးစင်းကအချိန်ချင်းခါခါတီးပေးခဲ့တယ်ပြောခဲ့တယ်ပီတီအက်တွေကိုနော်အခုကြည့်ပါစိတ်မကောင်းဘူးဒီပီတီအက်တွေရဲ့သိစခံတဲ့ဟာတွေကိုမြင်နေရတော့ပြန်နေဘလောင်တွေကပီတီအက်တွေကိုသိစထားတယ်ခရိုင်မှာခရိုင်ရဲ့ပီတီအက်တွေကိုသိစထားတယ် ့အင်းနေရော PDF တွေကိုနှိပ်စက်ထားတယ်။ဒါမှ PDF မာလေးတွေမနှိပ်ကျင်ခံရတာတွေ၊တော့ကခံရတာတွေ၊အပြောင်းအလဲသာတွေ့နေရတာမျိုးကောင်းမကြားနေရတာတွေကနော်။အရင်အဲ့ဒါတွေကိုဒီသူတို့ပြေပြေခွက်ခေါက်ဒေါင်းသားတွေပေါ့နော်။ခွက်ခေါက်တွေကဒီထိုင်းနိုင်ငံကငစီလူထူတဲ့ကောင်တွေဟိုးကအများကြီးပါအများကြီးပါဘန်ဆယ်လောကတော့ AC ဖြစ်သွားပြီဘန်ဆယ်လောကတော့ဗာသိပညာဖြစ်ဖြစ်ဒေါ်လိုင်းဘောကတ်ဒေါ်လိုင်းအမြီခံပြီနော်။သူကတော့နားသွားပြီ။အမေရိကန်နိုင်ငံကနေထုတ်ခါတဲ့သူတို့ကအကြောင်းမရှိဘူး AC ဖြစ်သွားပြီသူကနော်။ AC ဖြစ်သွားပြီ။ သူတို့တွေနှုတ်ပိတ်နေကြတယ်နှုတ်ပိတ်နေကြတယ်မပြောရဲဘူးပြောရဲဘူးเนาะဒီဒီ PDF နှိမ့်ဆက်ခါရတဲ့ဘာတွေကိုကြည့်ပြီးသူတွေတရားမှမပြောရဲဘူးသူတို့တွေပြောရင်တောင်မှသူတို့တွေပပပဲဝေဖန်ရဲတာဗျာဥဒေနိုလည်းလိုမျိုးတတ်မတော်ဝေဖန်တယ်လို့တတ်မတော်ဆော်ကားတယ်လို့ဥဒေနိုဆော်ကားတယ်သူတို့တွေမပြောရဲဘူးဗျာเนาะဒီတိုင်းအားလဲနေကြတယ်ဒီကောင်တွေအသေးကြောက်တာမပြောရဲဘူးเนาะအသေးကြောက်တာအဲ့တော့ PDF တွေเนาะအဲ့တော့အတ္တိတရားရှိကြတော့လို့ပဲဥစ္စာပြောနေတယ်အတ္တိတရားဒီချိန်မှမှအတ္တိတရားမရှိသေးဘူးနောင်နာမရသေးဘူးဆိုရင်တော့ခုတိုင်းနဲ့ခုကံလို့ပဲပြောရတော့မှာပဲเนาะ ဒါမင်းတို့ကြည့်ကွာဒီအနေမှာဆိုလို့ရှိရင်နှိပ်စက်ခံရတာဒီမြင်ရတာတကယ်စိတ်ချမ်းသာစရာပဲနှိပ်စက်ခံရတယ်နော်ကျိုးတဲ့ထုတ်ထားတယ်နောက်ပြကျိုးတဲ့စောင့်ကန်တယ်မင်းတို့ဒါပီတယ်မင်းတို့ဘာလဲညာလဲသဟုတ်လားပါရိုက်ခံရတယ်ဒူးထောက်ပြီးမှဒါတွေကဒါတွေကခင်ဗျာကြည့်နော်သူတို့ကဗီဒီယိုဖိုင်ရွေးရရှိရိုက်မှနေတယ်မင်းတို့ဗမာ PDF တွေကိုဒါပဲကွာမင်းတို့ဗမာ PDF တွေငါတို့ကမလောင်နေရဒါပဲဒလုံနှိပ်စက်တယ်ကွာဆိုတဲ့ပုံစံမျိုးအချိုးမျိုးကိုချိုးထားတာဗျာလူမတိတူမတိအသက်ခံရတာတွေအများကြီးပဲလူမတိတူမတိစော်ကားခံရတာတွေအများကြီးပဲလူမတိတူမတိနဲ့မြေမြုပ်ခံရတာတွေမြေမြုပ်က၆နဲ့ပြစ်ချခံရတဲ့မြေမြုပ်ခံရတာတွေ PDF တွေအမြောက်သားဆိုအများကြီးပဲဆိုတော့အလုံးလည်းတိမှာပါဗျာနော်အဲ့တော့ဦးသိန်းတို့ကဒီတိုင်းရင်းသားလက်နက်ကန်အကျန်းဖက်တွေဆိုတဲ့အကောင်တွေကဗမာတွေကိုအတုံးချရုံတက်တယ်ပဲဗမာ PDF တွေအတုံးချောင်းတယ်တဘိုးရဲဓမ္မသွားတွေပဲအဲ့ဒီခင်ဗျားတို့အေးအေးဆိုတဲ့ဟာလည်းအတုံးချလာအေးထွေးမြင့်နိုင်ရလည်းတဘိုးရဲဓမ္မသွားပဲသူကလည်းသူခင်ဗျားဗျာရခိုင်ကိုသူတို့တွေကိုကြိုးပြူတယ်ဆိုရင်ရခိုင်ရဲ့အတွက်သူတို့တွေဘာလုပ်ပေးရလဲရခိုင်ရဲ့အတွက်သူတို့တွေဘာချိုးပြူပေးတယ်လဲဟုတ်ပြီခွေမော်ကလည်းကရရင်ရဲ့ကချင်ကိုချိုးပြူတယ်လေသူကရောကချင်အတွက်ဘာတွေလုပ်ပေးရလဲကချင်တိုင်းရင်းသားတွေအတွက်ဘာချိုးပြူဘာတွေတိုးတက်အောင်လုပ်ပေးတယ်လဲ ကြည်ရီကလည်းဘာလေးလုတ်ပေးရလဲဒီနေဘူးဟုတ်လားအများကြီးပဲခင်ဗျာနော်အများကြီးပဲအများကြီးပဲအဲ့တော့အတိတရားရှိကြတော့နောင်နာရကြတော့မင်းတို့ကအညာပီတရတော်တော်များများအတုံးချခံဘဝဖြစ်ခံဘဝအချိန်တန်သိပေးရမယ်အချိန်တန်ထောင်ထဲသွားရမယ်အဲ့တော့မသိခင်ထောင်ထဲမသွားခင်ကြောရှင်ရင်းကြတော့မိသားစုလေးနဲ့အများဆုံးစုံစည်းနိုင်အောင်ဘဝကိုဖြတ်တန်းကြပါလို့ပုဂ္ဂိုလ်တော်ကနေမှသတိပေးခြင်းမှာအားလုံးသာပါပဲဗျာ